ပရီးမီးယားလိပွဲစဉ်15အက်စတွန်ဗလာနဲ့အာစနယ်မင်္ဂလာပါဗျကိုကိန်းစတဖုတ်ဘောရှူအနေချူဝါရီကျွန်တော်ခုခံပါအခုစနေည9နာရီမှာရှင်မြိုင်စားမယ်ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်14ရဲ့အကောင်းဆုံးပွဲအက်စတွန်ဗလာနဲ့အာယီတို့ရဲ့ပွဲချိုသုံးသပ်ချက်ကိုကျွန်တော်အခုတူတူလုပ်ရအောင် key points တွေဆွဲထုတ်ကြည့်မယ်အက်စတွန်ဗလာဒီအခုနောက်ဆုံး6ပွဲဆက်နိုင်ထားတယ်ဦးနိုင်အမရီယား အက်စထရွန်ဖလာကိုစရောက်တဲ့အဲ့လို6ပွဲ9ပွဲဇက်အနိုင်လားမသိတခါလုံးခဲ့ဘူးတယ်ဆိုတော့အက်စထရွန်ဖလာရဲ့လက်ရှိအနိုင်ရရှိနေမှုဟာကြောက်ဖို့ကောင်းတယ်နော်ကြောက်ဖို့ကောင်းတယ်ဆိုတဲ့နေရာမှာနှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းကသူတို့ရဲ့အရှင်ဟုန်ကောင်းတယ်ခြေသွမ်းိုင်းကောင်းတယ်တောက်လျှောက်နိုင်ပွဲတွေရနေတယ်မှန်တယ်ဒါကလည်းအာဆင်နယ်အတင်းတော့ကြောက်ဖို့ကောင်းတယ်ဒါတစ်ပိုင်းနောက်ထပ်ကြောက်ဖို့ကောင်းတဲ့တစ်ပိုင်းကကလန်ဒါကျပြီးတော့ရှုံးသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းဘာကြောင့်လဲဆိုတော့ तू ကကြတဲ့မီ 6ပွဲဆက်အနိုင်ရကြတော့များသွားပြီ9ပွဲဆက်တိုင်းမှာထပ်နိုင်ဖို့ဆိုတာအာစနယ်နဲ့လည်းတွေ့ရမယ်မလွယ်ကူတော့ဘူးအဲ့တို့ကြောင့်တည်ကြမလားရှုံးမလားဆိုတော့သူ့ရဲ့ကလန်ဒါကြပုံစံအရအနည်းငယ်တော့ဖြည့်စင်စားရတော့မယ်အက်စတန်ဗလာကောင်းတာကိုလက်ခံတယ်ဗျာ6ပွဲဆက်တိုင်းက reality ကြကြစင်စားရင်တော့ကောင်းတယ်ကျွန်တော်ကတော့ပြောတဲ့ကလန်ဒါကြဆိုတာမမြင်နိုင်တဲ့တချို့သောအပိုင်းတွေပေါ့6ပွဲ9ပွဲ10ပွဲဆက်လောက်ကြီးအဲ့လောက်ကျန်းသွားဖို့ဆိုတာဘလို့မလွယ်ဘူးအဲ့တော့9ပွဲဆက်မှာ တခုခုဖြစ်မလားဆိုတဲ့စိတ်မျိုးကျွန်တော်ရှိတယ်ဗျအဲ့စိတ်ကကျွန်တော်ကြီးတိုးနေတယ်တကယ်တော့လေဒီပွဲဒီသဘောကျတင်တာ Aston Villa ကိုသဘောကျတင်တယ်ဘာကြောင့်လဲဆိုတော့ Arteta ကစွတ်ကံမှာမဟုတ်ဘူးကျွန်တော် Arteta ကိုလူဘာလူဘာလို့ပြောတာအလကားပြောတာမဟုတ်ဘူးသူကဗျဒီပွဲတစ်ပွဲရဲ့အတိတ်နဲ့ကို စာဖတ်တတ်တယ်ထပ်ပါတော့စွတ်ဆက်ကံပြီးတော့ရှုံးသွားရင်ဘယ်လိုလုပ်မလဲအဲ့လိုစွတ်ဆက်မကံမဲနဲ့ပါပါနဲ့နဲ့ ကစားပြီးတေပွဲတပွဲရယူသွားနိုင်ရင်လေဒါသူ့တော့အဆင်ပြေတယ်ပထမဆုံးပွဲ EPL ပွဲစဉ်တက်မာရင်ဘရုမန်ယူနိုက်တက်နဲ့ကစားခဲ့တဲ့အခြေအနေကိုအဲ့ပွဲကြည့်တဲ့သူတွေအလုံးမှတ်မိမယ်လို့ထင်တယ်ယူနိုက်တက်ကကစားကွက်အတားအဆီးနဲ့ဘာညာ numerical advantage တွေပါရရတယ်သူတော့နောက်ဆုံးချိန်ကမှအာဒီတာတူလိုဂျင်နဲ့အနိုင်သုံးမှာပဲယူသွားတယ်မက်ဆီဒီနဲ့ပွဲမှာမက်ဆီဒီကအဲ့လိုပြန်ဆော့တော့သူအသေးအံပြန်ကစားရတယ်ချယ်ဆီနဲ့ပွဲသေးမှာလည်းတယောက်တာအနေထားနဲ့တေးတာကြာသွားတာ အတိရတော့ပြဿနာမရှိဘူးသူတို့ရဲ့လက်ရှိရမှတ်ဖျက်ထားနိုင်မှုသည်အများကြီးမဟုတ်ဘူးဆိုပေမဲ့နိုင်တဲ့နိုင်ထဲတဲ့ဘွဲကိုသူနိုင်အောင်ကန်နေတာပဲအေးဒီလိုမှမဟုတ်ဘဲနဲ့ရှုံးနိုင်တဲ့ဘွဲမျိုးဆိုရင်အတိဒမရှုံးအောင် ကစားတတ်တယ်ရလက်မစိုးအောင်ဖန်တီးတတ်တယ်အဲ့ဒါဒီအတိဒရဲ့ပားရည်နဲ့ရရှိမှုနဲ့အားသာချက်လို့ပြောရမှာပါအဲ့တော့ဒီဘွဲတွေမှာတေချာတာတခုကအာစနယ်လုံးဝမရှုံးဘူးသူတို့ရဲ့လူစင်းစုဖွဲ့မှုရာ ဘယ်ကစားသမားဘလို့ပဲနာနေနာနေတပွဲစာနှစ်ပွဲစာကိုအသင်းရဲ့အရန်ကမှထိုင်နေတဲ့ကစားသမားရဲ့နဲ့အစားထိုးပြီးကြင်အောင်ရတယ်။ဘိုင်ယန်မြူးနစ်ကိုတောင်မှတချို့အဓိကကစားသမားတွေမပါဘဲနဲ့ဂိုးပြတ်နိုင်လာတဲ့အသင်းတသင်းပြ။အဲ့တော့ကျွန်တော်တို့စဉ်းစားမှာတည်ကြသွားရင်ဘာဖြစ်မလဲဆိုတဲ့အပိုင်းကိုစဉ်းစားရမယ်။အတိတ်ကတော့ဘာဖြစ်မလို့တည်ကြကြတယ်ပေါ့။မက်ဆီဒီဆန်လန်ကိုနိုင်သွားရင်တောင်မှအရင်ပြဿနာထွေထူးထူးရှိမနေဘူးလေ။လက်ရှိမှာငါးမက်ဖြတ်ထားတယ် အဒိဒါဒီဘွဲတည်ရကြလို့တမက်ရမယ်မစီးဒီယာသုံးမက်ရမယ်ပြထားအမတ်ဆက်လက်ဖြတ်ထားနိုင်တော့မယ်ရှိအောင်မယ်ပွဲစဉ်ကလည်း15ပဲရှိသေးတဲ့အတွက်ကြောင့်အတကုံနေကျုံယုံပြီးပြေးကာမှကျိုးသွားရင်တိုင်ပတ်အောင်မယ်နောက်ထပ်အရေးကြီးတဲ့ဒီပိုင်းဒီပွဲစဉ်မှာဆွတ်ဆက်ကန်လို့မရတဲ့အခြေအနေတွေအများကြီးရှိရတော့အသင်းရဲ့အဓိကကွေးလန်ကစားသမား Declan Rice ဒဏ်ရာပြဿနာရတာတယ်ဒါပြင်နောက်ခံကစားသမား Mosquera ဒဏ်ရာပြဿနာရသွားတယ် ဒီတပွဲတို့ plan အတွက်အာဒီတာမှာအကြံဉာဏ်ကောင်းရှိတယ်ဆိုတော့ညာလေဟာတီးတယ်ကွာဖြုတ်တယ်ကွာနိုင်အောင်နိုင်ရမယ်ငါတို့ကစားသမားတွေကြိုးရင်ကြိုးပလိစေဒီပွဲအနိုင်သုံးမှတ်ကအဓိကကွာအဲ့လိုမျိုးတေချာပေါက်ရှိမှာမဟုတ်ဘူးအာဒီတာ ਨੇ အနည်းဆက်ဆုံးလူထုတ်ပုံတွေကျွန်တော်ခမန်းခဲ့ဘူးတယ်ဘာကြောင့်လဲဆိုတော့အာဒီတာကိုကျွန်တော်စောင့်ကြည့်လာ၄900သည်ရှိပြီသူ့ကောင်းကောင်းနားလေသဘောပေါက်တယ်အဲ့တော့ကြောင့်အာဒီတာဒီဒီပွဲတွေကိုမနိုင်သည့်တိုင်အောင်မရှုံးအောင်ပပနဲ့နဲ့ စားမယ်လို့ကျွန်တော်ယူဆတယ်ဒီအချိန်မျိုးမှာတပတ်အသင်းကဗီလာမဟုတ်ဘဲနဲ့တာမန်အသင်းတစ်သင်းဆိုရင်တော့သူအနိုင်ယူဖို့ကြိုးစားလိမ့်မယ်ဗီလာကလက်ရှိအချိန်မှာဖောင်ကြီးကအရန်ကောင်းနေတာ ချန်ပီယံလိကစားဖို့လည်းမရှိဘူးယူရိုပါလိကစားမယ်ဆိုတာဂျားထဲမှာရက်ကအာစနယ်ထက်ပိုပြီးတော့အနားရထားတယ်အဲ့ဒါကြောင့်အာစတန်အသင်းဒီပွဲစဉ်တိုင်းဒီပါပရိသတ်ကိုအကျိုးပြုတယ်ဆိုပေမဲ့တချို့ဈေးတွက်တက်တဲ့ပွဲမျိုးတွေမှာတော့တေချာလေးရွေးချယ်ရမယ်အခြေအနေရှိပါတယ် ကဲကျွန်တော်ကိန်းကနေအချက်လက်တွေကိုဆက်လက်ဆွေးနွေးကြည့်အောင်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမဲကစားခြင်းနဲ့ဆိုရင်တော့စူပါစီနီယာဘေးဘောစီမှာအိုင်ဘက်ခွန်ရှိကငါးသလုံးမစ်နဲ့မောင်ငါ၆တို့ကိုမမ်ဘာတွေပို့သူကြီးများစွာနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ39689649440မှာဆက်သွယ်ဆုံးသမ်းမေးမြန်းလို့ရပါတယ်โอเคအာစနယ်နဲ့အက်စတန်ဗလာရဲ့နောက်ဆုံး6ဂျိန်ထိတိုက်တွေ့ဆုံမှုမှာအက်စတန်ဗလာက2ဂျိန်နိုင်ပြီးအာစနယ်က3ဂျိန်နိုင်တာတဲ့2ဂျိန်သေးကြတာတဲ့ ီတက်မှာကျွန်တော်ထပ်ပြီး face လောက်လိုက်မယ်ဆိုရင် နောက်ဆုံး၄ချိန်ထိတိုက်တွေ့ဆုံမှုမှာ RE ဒီ Aston Villa ကိုတစ်ချိန်ပဲနိုင်တာတယ်။တစ်ချိန်သေးကြပြီးတော့နှစ်ချိန်က Aston Villa နိုင်တာတယ်။အဲ့တော့ကြဟတူကထိတိုက်တွေ့ဆိုမှုမှာ Aston Villa ကအနည်းငယ်အသာစီးရနေတယ်လို့ပြောလို့ရပါတယ်။နောက်ထပ်တစ်ပိုင်းက Aston Villa ရဲ့နောက်ဆုံးကစားရတဲ့ current form တော်တော်ကြောက်ဖို့ကောင်းပါတယ်။နောက်ဆုံး6ပွဲလုံးနိုင်ထားပါတယ်။သူတို့နောက်ဆုံးရှုံးခဲ့တဲ့ပွဲကတော့ November လ10ရက်နေ့တုန်းက Liverpool ကို2-0နဲ့ရှုံးခဲ့တဲ့ပွဲပါ ကျန်တဲ့ဘွဲတွေအားလုံးမှာတည်ရဘွဲတစ်ဘွဲတောင်မကြောက်ဘူးတောက်လျှောက်အနိုင်ရလက်တွေကြီးပဲပုံဖော်ထားခဲ့တာဖြစ်ပါတယ်အာစတင်ကတော့အခုနောက်ဆုံးကစားတဲ့6ဘွဲမှာ၄ဘွဲနိုင်ပြီး၂ဘွဲတည်ကြတာတယ်ထူးခြားတာတစ်ခုကအာစနယ်သည်တည်ကြခဲ့တဲ့၂ဘွဲကအဝေးကွင်းမှာတည်ကြခဲ့တာပါအဲ့တို့ကြောင့်အဝေးကွင်းစွမ်းဆောင်ရည်အားဖြင့်အနေငယ်ဂိယူပြူကျင်စရာကောင်းပါတယ်အက်စတန်ဗလာရဲ့အိမ်ကွင်း6ဘွဲတဲ့ရလက်ကတော့6ဘွဲလုံးနိုင်တာပါတယ်အက်စတန်ဗလာအိမ်ကွင်းမှာ ဒီနှစ်ဘယ်လောက်ထိကောင်းလဲဆိုရင်ပရီးမီးယားလိပွဲစဉ်တပွဲပဲရှုံးထားတယ်အဲ့ဒီရှုံးတဲ့ပွဲကခရစ်စတယ်ပဲလစ်ကိုရှုံးတဲ့ပွဲပရီးမီးယားလိရာသီအစလောက်တုန်းကပေါ့နော်နျူကတ်ဆယ်နဲ့စီးစီးတည်ရကြထားတယ်ကျန်တဲ့ပွဲတွေအားလုံးမှာနိုင်ပွဲတွေကြီးပဲရောက်ထားတယ်ဒီထဲမှာမန်စီးတီးလို့အသင်းမျိုးပါတယ်ဆော့ဗီလာပက်ရောက်ရင်အက်စတန်ဗလာရဲ့အားကောင်းမောင်းတန်ဖြစ်မှုဟာကြောက်စရာကြီးပါအားကြီးကတော့ဒီနှစ်အဝေးကွင်းစောစောင်ကြီးကနောက်ဆုံး6ပွဲမှာ နှစ်ပွဲဆက်သေးကြတာတဲ့အဲ့ဒါအဝေးကွင်းနှစ်ပွဲဆက်နော်ဆန်လန်နဲ့တူတူဖြစ်ပြီးတော့ချယ်ဆီနဲ့ဝန်ဝန်ဖြစ်ပါတယ်ကျန်တဲ့ပွဲတွေမှာတော့နိုင်ထားပါတယ်အဲ့တော့အာစနယ်ရဲ့ဒီနေ့အဝေးကွင်းဆက်ဆောင်ရေးကစိုးတော့မစိုးဘူးသို့တော့နောက်ဆုံးနှစ်ပွဲဆက်သေးကြမှုကတော့အနည်းငယ်ပြဿနာရှိပါတယ်ဒီနှစ်ပွဲဆက်သေးတဲမှာဆိုရင်နှစ်ပွဲလုံးကအာရီနိုင်ခဲ့တဲ့ပွဲမျိုးတွေပေါ့ဆန်လန်ဆိုရင်လည်းတူတူချယ်ဆီဆိုရင်လည်းတယောက်အတာနဲ့ဝန်ဝန်သေးကြခဲ့တယ်အဲ့တော့ကြောင့်အဝေးကွင်းစွမ်းဆောင်ရေးကတစ်ဖက်က အက်စတန်ဗလာရဲ့အိမ်ကွင်းစွန့်ဆောင်ရင်းနဲ့ရှင်နည်းနည်းလေးတော့ယော့နေတယ်အဲ့တွက်ကြောင့်ဂိမ်းနဲ့အချက်လက်ရအက်စတန်ဗလာအနည်းငယ်အသာစီးရနေတယ်လို့တော့ပြောနိုင်ပါတယ်နောက်ဆုံးပိုင်းကျွန်တော်တို့အာရှရဲ့အကြောပေးမှုတွေနဲ့တူအကြိုက်သင်းရွေးချယ်အောင်အာရှမှာကတော့အာစနယ်ကတရီအပြည့်ရှုံပေးထားတယ်ဗျပွဲနာနီးရင်အကြောပေးမှုတစ်ချက် လေ့လာကြည့်ရမယ်ပွန်နာနီလိုတည်အပြည့်ထက်အနေငယ်ရော့သွားပြီဆိုရင်တော့ဒီပွဲတင်တည်ကြဖို့များသွားပြီ ်အာစနယ်ကတကူးသွင်းလို့ပါစနစ်နည်းနည်းယော့လာမယ်ဆိုရင်တော့အာစနယ်ရဲ့အနိုင်ကတေးကြနိုင်တယ်။သို့တော့ကျွန်တော်တွေကအာတေတာရဲ့ပပနဲ့နဲ့ပွဲစဉ်တစ်ပွဲကိုချင်းကပ်နိုင်မှုပေါ်မူတည်ပြီးတော့ဒီပွဲစဉ်တေးကြလေအာစနယ်ပြဿနာမရှိဘူးဆိုတာကတော့ထက်ထွက်ထားလိမ့်မယ်နော်။အာတေတာလက်ရှိအချိန်မှာအနေငယ်အခက်အခဲတချို့ကြုံတွေ့နေရတယ်။ကစားသမားတွေလည်း fit မဖြစ်ဘူး။နောက်ခံကစားသမားတွေပါပုံးပါပုံးမသေးကြဘူး။အသင်းရဲ့အဓိကကစားသမား Declan Rice ကလည်းဘာမှမသိဘူး။ ဆိုတော့ကျွန်တော်ဒီလိုပွဲစဉ်မျိုးတွေမှာတေချာဖို့များတဲ့အတွက်ကြောင့် Aston Villa ကိုရွေးချယ်တာကတော့ပို့ပြီးတော့ကောင်းပါလိမ့်မယ်။ Total goal ရကြည့်မယ်ဆိုရင်လည်းနှလုံးသွင်းတဝက်ရှုံးမှဖြစ်တဲ့အတွက်နဲမှာဗျာ Total goal ကနှလုံးသွင်းမှာတဝက်ရှုံးတော့ဇီးဇီးလိုပုံစံမျိုး1-0လိုပုံစံမျိုးနဲ့ပဲပွဲပြီးသွားဖို့များပါတယ်။ကျွန်တော်ကတော့ Aston Villa အသင်းကိုအားပေးချင်ပါတယ်ခင်ဗျာ။